္လာပါ။လယ်ပင်ရုပ်တံရဲ့ဒီဇင်ဘာလ17ရက်နေ့ညနေပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လင်းတင်ဆက်ပေးပါတော့မယ်။အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ online လိမ်လည်မှုနဲ့ online လောင်းကစားမှုများတိုက်ဖြတ်ရေးတီးပြတ်မှုကော်မတီဖွဲ့စည်းဆိုတဲ့နောက်ဆုံးညနေသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါအပြင်စွိုင်းဝင်ကြီးဌာနဒုတိယဝန်ကြီးအဖြစ်ဦးကျော်နိုင်ဝင်းအားခန့်အပ်ဆိုတဲ့သတင်းမော်လမြမြို့နီးမြစ်သုံးသွယ်စုံတိနေရာရှိခေါင်းစေးကျွန်းမှာ ုံကြီးចောင်းဆောင်ပြီးလောင်မှုဖြစ်ပွားခဲ့ဆိုတဲ့တဲ့မြန်မာနိုင်ငံအတွက်တတရမြောက်ငွေကြေးစုကိုကနူးလေလော့ပြန်ပွဲမှာရိုးလိုင်ဝင်းစုခုဆိုတဲ့တဲ့အဆရှိတဲ့တွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဘူးဆုံးတဲ့တဲ့ပုံအနေနဲ့ online လည်လည်မှုနဲ့ online လောင်းကစားမှုများတိုက်ဖြတ်ရေးကြီးကြပ်မှုဗဟိုကော်မတီဖွဲ့စည်းဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ် online လည်လည်မှုနဲ့ online လောင်းကစားမှုများတိုက်ဖြတ်ရေးကြီးကြပ်မှုဗဟိုကော်မတီဖွဲ့စည်းကြောင်း ဒီဇင်ဘာလ10ရက်မှာအမျိုးသားကာကွယ်ရေးနှင့်လူမျိုးရေးကောင်စီရုံးကအမိတ်အမှတ်52မြင်းဆောင်2025နဲ့ထုတ်ပြန်ပါတယ်။အွန်လိုင်းလေလံမှုနဲ့အွန်လိုင်းလောင်းကစားမှုကျွလွန်မှုများကိုမြန်မာနိုင်ငံအတွင်းလုံးဝအခြေမပြုနိုင်ရေးပြည်ရင်းအင်အားစုများအပြင်ပြည်ပနိုင်ငံအစိုးရတွေနဲ့လည်းပေါင်းစပ်ညီနိုင်ဆောင်ရွက်နိုင်မှုအတွက်အွန်လိုင်းလေလံမှုနဲ့ ။အွန်လိုင်းလောင်းကစားမှုများတိုက်ဖြတ်ရေးကြီးကြပ်မှုဗဟိုကော်မတီကိုဖွဲ့စည်းတာဖြစ်ကြောင်းနဲ့ကော်မတီကိုအဖွဲ့ဝင်16ဦးပါဝင်မှဖြစ်ပြီးကော်မတီဥက္ကဋ္ဌအဖြစ်ပြည်ရင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးကတာဝန်ယူဆောင်ရွက်မယ်လို့သိရပါဗျ။အဆိုပါဗဟိုကော်မတီရဲ့လုပ်ငန်းတာဝန်တွေမှာအွန်လိုင်းလေလံမှုနဲ့အွန်လိုင်းလောင်းကစားမှုများအမြင့်ပြတ်တိုက်ဖြတ်ရေးအတွက်မူဝါဒများချမှတ်တာလိုအပ်တဲ့ကော်မတီတွေဖွဲ့စည်းတာနဲ့လုပ်ငန်းတာဝန်တွေသတ်မှတ်ပေးတာလုံထုံးလုံနေ SOP တွေရေးဆွဲချမှတ်တာတွေပါဝင်ပါတယ် ဒါ့ပြင် online လေလံမှုနဲ့ online လောကစားလုပ်ငန်းတွေမှာတရားမဝင်ရောက်ရှိလုပ်ကိုင်နေတဲ့နိုင်ငံသားတွေနဲ့ဆက်လင်းပြီးပြန်လည်လွှဲပြောင်းပေးဖို့သက်ဆိုင်ရာနိုင်ငံတွေနဲ့ညှိနှိုင်းဆောင်ရွက်တာနဲ့ online လေလံမှုနဲ့ online လောကစားမှုတွေတိုက်ဖျက်ရေးအတွက်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကော်မတီရဲ့လုပ်ငန်းတာဝန်တွေမှာပါဝင်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စွမ်းရည်ဝန်ကြီးဌာနဒုတိယဝန်ကြီးဖြစ်ဦးကျော်နိုင်ဝင်းအားခန့်အပ်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။စွမ်းရည်ဝန်ကြီးဌာနဒုတိယဝန်ကြီးဖြစ်ဦးကျော်နိုင်ဝင်းအားခန့်အပ်ကြောင်း ဒီဇင်ဘာလ10ရက်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကအမိတ်မှန်51မြင်ဆောင်2025နဲ့ထုတ်ပြန်ပါတယ်။အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ429ပုံမှကွဲခါခွေအရာဦးကျော်နိုင်ဝင်းကိုစွန့်ဝင်ကြီးဌာနဒုတိယဝင်ကြီးအဖြစ်ခန့်အပ် တာဝန်ပေးလိုက်ကြောင်းအမိတ်စာမှာဖော်ပြထားပါတယ်။ စွန့်ဝင်ကြီးဌာနဒုတိယဝန်ကြီးဦးတန်စင်ကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရုံးကနိုဝင်ဘာ25ရက်မှာတာဝန်ကနေရက်စဲခဲ့ပြီးတဲ့နောက်လက်လက်နေတဲ့နေရာမှာဦးကျော်နိုင်ဝင်ကိုခန့်အပ်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းဆက်သုံးစီတင်သွင်းရမှာဈေးကစားမှုနဲ့ပတ်သက်ပြီးဆက်သုံးစီတင်သွင်းတဲ့လုပ်ငန်းရှင်တွေကိုဆက်သုံးစီတင်သွင်းရမှာတက်ဆိုင်ရာကခေါ်ယူစစ်ဆေးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးတဲ့နောက်စွဲဝင်ကြီးဌာနဒုတိယဝန်ကြီးဦးတန်စင်ဟာတာဝန်ကနေရက်စဲခံခဲ့ရတာလည်းဖြစ်ပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အွန်လိုင်းမျိုးအနည်းမြစ်သုံးသွယ်ဆုံးသည့်နေရာရှိခေါင်းစေးကျွန်းမှာခုံကြီးကျောင်းဆောင်မိလောင်မှုဖြစ်ပွားခဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အွန်လိုင်းမျိုးအနည်းတန်လွေမြေ၊ဂျိုင်းမြေ၊အထည်ရိုင်မြေသုံးသွယ်ဆုံးသည့်နေရာမှာရှိတဲ့ခေါင်းစေးကျွန်းမှာခုံကြီးကျောင်းဆောင်မိလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ ဒသမဆယ်ရက်မနက်9:45မိနစ်ခန့်ကခေါင်းစည်းကျုံးပေါ်ကနေမိခိုးလုံးကြီးတွေထွက်နေတာကိုတွေ့ရကြောင်းမြေကမ်းအနီးမှာရှိတဲ့မျက်မြင်တွေ့ရှိသူတွေထံကသိရပါဗျ။မနက်9:00လောက်မှာမိသက်တွေလူမှုကွန်ရက်အဖွဲ့တွေဆက်လီတွေနဲ့ကျုံးဘက်ကိုကူသွားပြီးမိသွားနှိမ်ကြတယ်။ပင်မကျောင်းဆောင်မိလောက်နေတာတွေ့ရတယ်လို့၎င်းကအဆက်ပြောပါဗျ။မီလောင်မှုကမိသက်တက်ဖွဲ့ဝင်တွေလူမှုကွန်ရက်အဖွဲ့တွေနဲ့ခေါင်းစည်းကျုံအနေရေလေကျုံးတွေကဒေသခံပြည်သူတွေဝိုင်းဝန်းညှိတက်ခဲ့ရာ မနက်၈:၃၀ခန့်မှာမိထိန်နိုင်ခဲ့ပြီးမနက်၈:၀၀ခွဲအချိန်မှာမိငိမ့်သွားခဲ့တယ်လို့သိရပါဗျ။ခေါင်းစည်းကျုံးပေါ်မှာရှိတဲ့နှစ်ထပ်ဆောင်ဖျားစင်မှာဖျောင်းနိုင်မီပူဇော်ထားရာဖျောင်းနိုင်မီလဲကြရာကနေတဆင့်အနီးမှာရှိတဲ့မီးလောင်လွဲတဲ့ပစ္စည်းတွေကိုမီးကူးဆက်လောင်ကျွမ်းရာကနေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်းကိုရိုင်းမီးကူညီနှိမ့်သက်ပေးခဲ့သူတို့ကပြောပါဗျ။၎င်းကဆက်လက်ပြီးမီးလောင်မှုကြောင့်နှစ်ထပ်ကျောင်းဆောင်အပေါ်တက်တဆောင်လုံးမီးလောင်ပျက်စီးခဲ့တဲ့အဖြစ်မျက်နှာကျက်ထုတ်တန်းအမိုးဒိုင်မြားနှင်းတွေ ဘုံအဆင့်တွေအလုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်လို့ပြောပါရယ်မီးလောင်မှုကိုပြင်းတဲ့အစိုးရအဖွဲ့ဝင်လုံခြုံရေးနဲ့နေစည်ရေးအောင်ဝင်ကြီးတွားရောက်ကြီးစုစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံအတွက်တတရားမြောက်ငွေတစိမ့်စုကိုကနူးလွေလော်ပြန်ပွဲမှာမျိုးလိုက်ဝင်စုခုဆွေသတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံမှာကျင်းပနေတဲ့33ကြိမ်မြောက်စီးကိန်းပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက်တတရားမြောက်ငွေတစိမ့်စုကိုမျိုးလိုက်ဝင်က ကနူးလေလော်မီတာ900ပြန်ပွဲကနေရယူပေးခဲ့ကြောင်းသိရပါတယ်ရွှေဒစိမ့်စုကိုအင်ရှင်ထိုင်းကစားသမားပိပိဘုံကစံချိန်တနာရီ58မိနစ်314စက္ကန့်နဲ့ရရှိခဲ့ပြီးမျိုးလိုက်ဝင်းကစံချိန်တနာရီ58မိနစ် 983စက္ကန့်နဲ့ငွေတစိမ့်စုရရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ2025စီးကိန်းပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်နေတဲ့မြန်မာအားကစားအဖွဲ့ဟာဒသမဆိုင်ရဲ့ပြိုင်ပွဲရိအပီအထိရွှေတစိမ့်2စုငွေတစိမ့်4ကိုကြေးတစိမ့်တစ်ခုရရှိထားတယ်လို့သိရပါဗျ11ရုပ်တန်ရဲ့ဒီဇင်ဘာလ17ရက်ညနေပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးကြတာဖြစ်ပါတယ်။ issue နားဆင်ပေးကြရတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။